ဘရက်တရရှိမှာလူယိုးကြီးဆိုပေမဲ့ဝီလဲခန်းထဲမှာတော့ဒန်စာလုံးလုံးဖြစ်နေတဲ့အန်ဘူမိုအားလုံးပဲမင်္ဂလာပါများမန်ချက်စတာဖုတ်ဘောဆောင်ကနေတင်ဆက်နေပါတယ်တရားဒီမန်ချက်စတာယူနိုက်တက်ရဲ့တိုက်စစ်ပိုင်းမှာခြေစွမ်းကောင်းဆုံးစာမကိုပြပါဆိုရင်တော့ဘရိုင်းအန်ဘူမိုပဲပြတော့မှာဖြစ်ပါတယ်အန်ဘူမိုကတရားဒီမာယူနိုက်တက်ရဲ့ကောင်းဆုံးစာမခေါ်ယူမှုဖြစ်ခဲ့ပြီးတော့အသင်းကိုတော်လီအကျိုးပြုနေတာပါကင်မွန်သားကတရားဒီမာမန်ချက်စတာယူနိုက်တက်အသင်းအတွက်ပရီးမီးယားလိဂ်ကိုပွဲမှာလေးဂိုးသိမ်းပြီးတော့လေဂိုးဖန်တီးပေးထားနိုင်ခဲ့ပါတယ် လေပေါင်းနဲ့ပွဲမှာလည်းအမ်ပူမိုက United တွေဦးဆောင်ကိုသွင်းခဲ့တယ်လို့ Brighton နဲ့ပွဲမှာလည်းအမ်ပူမိုကသင်ကိုနှစ်ဂိုးတိသွင်းယူပြီးတော့ခြေစွမ်းပြနိုင်ခဲ့တာပါအပူပူကလက်ရှိ United မှာ form အကောင်းဆုံးကစားမလို့လည်းပြောနိုင်ပြီးတိုက်စစ်မှာ goal အမျိုးဆုံးကစားမလို့လည်းပြောနိုင်ပါတယ်။အပူပူကတော့ United ပရိသတ်တွေတည်ကြမှာပါ။အမြဲတမ်းရိုးရိုးအေးအေးနေနေတာပါ။ခြားကစားမရဲ့လိုမျိုးသပင်းပုံစံနေမှာသာပဲကတုံးပြောင်းနေရေကတုံးကြီးဖြစ်ပါတယ်။ ပရိသတ်တွေရှိမှဆိုရင်လည်းအမြဲတမ်းရှက်ကိုရှက်ကန်းပြုံးစီစီနေတတ်တဲ့ကစားမဖြစ်ပါလိမ့်ဒါပေမဲ့ဝေလဲကန်းထဲမှာတော့အန်ဘူမိုကဆရာကြီးပါအမြဲတမ်းလှုပ်လှုပ်ပဲတချင်းနေနဲ့အလန်းစားအကကြီးကလေးရှိပြီးတော့မြက်ခင်းစိမ့်မော်ကနေမတူတဲ့အန်ဘူမိုကိုမြင်တွေ့နေကြရတာပါအန်ဘူမိုကတော့ကွင်းထဲမှာဘောလုံးကိုအာရုံစူးစိုက်ထားတတ်သူဖြစ်ပြီးအတော်လေးကိုကြိုးစားတဲ့ကစားမဖြစ်ပါလိမ့်ဒါပေမဲ့ဝေလဲကန်းထဲမှာတော့အန်ဘူမိုကဒန်စာတအုပ်လိုတက်ကြွနေခဲ့တာပါအပူမောကတော့အာမန်နဲ့ပေါင်းပြီးတော့အတင်းရဲ့ညာချန်တိုက်စင်မှာခြေစွမ်းပြနေတယ်လို့ဝေလေကန်းထဲမှာလည်းတွဲဘက်ကလည်းရှိပါရီအပူမောရဲ့ကောက်ွက်စံတွေကို United ပြည်သက်တွေရှေ့လျှောက်လေ မြင်တွေ့သွားရဖို့ရှိနေကြပါခင်ဗျာအစုံလိုက်ပါကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ